စင်တမ်းမရှိတဲ့ရိုးရမလို့မြန်မာဝစ်စုံကိုတသက်လုံးမဝက်ဘူးဆိုတဲ့တဲဆုငင်းတဲဆုငင်းရဆိုရင်တော့မြန်မာပြည်ကပြည်သက်တွေကြိုက်တဲ့ အလမယ်လေးတယောက်ပဲဖြစ်ပါလေနိုင်ငံတကာမှာတော်ပြန်ခဲ့တဲ့အလမယ်ဖြစ်တာနဲ့အညီအမဲလူလူအနောက်တိုင်းဝစ်စုံတွေကိုသာဝစ်လေရှိတာပါအနောက်တိုင်းဝစ်စုံတွေကြီးပဲဝစ်တာကအပြစ်မဟုတ်ပေမဲ့မြန်မာဝစ်စုံတွေကိုအစင်နှမ်းမရှိတဲ့ရိုးရဝစ်စုံလို့ပြောလာခဲ့တာကြောင့်ဝေဖန်တာတွေခံနေရပြီဖြစ်ပါတယ်။ ဒီကြောင့်လည်းနဲ့ပတ်သက်ပြီးအပြည့်အစုံတည်ကြည်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တဲဆုံငိုင်ကတော့ပြီးရတဲ့နှစ်ကမှပဲအသက်၁၈နှစ်တောင်မပြည့်သေးပဲမြမအုံဆောင်ပြီးအလှမယ်အဖြစ်တော်ပြန်ခဲ့တာပါ။ လက်ရှိအခါမှာဆိုရင်လည်းရုပ်ရှင်ဇာတ်ကားတွေအများကြီးကိုရိုက်ကူးနေရတဲ့အထိအောင်မြင်လာတာဖြစ်ပါတယ်။ဒေသူငင်းကအင်္ဂလိပ်ဇာတ်ကားလည်းအရန်ကြံပြီးတော့လူငယ်ပြည်ပြည်အနောက်တိုင်းဝစ်စုံတွေကိုသာဝစ်လေရှိတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲတုန်းကဆိုရင်လည်းဆွင်းစုနဲ့စုတစိတ်တွေရရှိခဲ့သေးတာပါ။ဒီလိုမျိုးအနောက်တိုင်းဝစ်စုံတွေကိုသာဝစ်တာကြောင့်ပြည်သက်တွေကလည်းမြန်မာဝစ်စုံလေးနဲ့တခါလောက်တွေ့ကျင်ခဲ့တာဖြစ်ပါတယ်။ငယ်ကလေးကဘောင်းမီတွေသာဝစ်ခဲ့တာကြောင့်ထမိန်အောင်ဘလို့ဝစ်ရမှန်းမသိတာပါ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပေမယ့်လည်းမြမရိုးရဝတ်စုံကိုတော့တစက်လေးမှမကြိုက်တာပါတဲစုငိငါလူငယ်တယောက်ဖြစ်တာမို့မြမဝတ်စုံကိုမကြိုက်ဘူးဆိုတာလက်ခံလို့ရပေမယ့်လည်းစော်ကားလာတာကတော့လုံးဝကိုလက်ခံလို့မရပါဘူးပြီးခဲ့တဲ့ရက်ပိုင်းမှာပဲတဲစုငိငါအင်တာဗျူးတစ်ခုဖြေခဲ့တာဖြစ်ပါတယ် အဲ့ဒီအင်တာဗျူးထဲမှာအင်တာဗျူးမိတဲ့သူကအနောက်တိုင်းဝစ်စုံလေးတွေနဲ့အရန်ကိုလှပါတယ်မြန်မာဝစ်စုံတွေကိုလည်းမဝေးဖြစ်ဘူးလားလို့မိလာခဲ့တာဖြစ်ပါတယ်ဒီလိုမိလာတော့တဲစုငိုင်းဟာသူ့အနေနဲ့မြန်မာဝစ်စုံဝေးရတာလုံးဝမကြိုက်ပါဘူးပြီးခဲ့တဲ့လပိုင်းလောက်တုန်းကတော့ရုပ်ရှင်ရိုက်ဖို့အတွက်နှစ်ခါသုံးခါလောက်ဝစ်ဖူးပါတယ် ဒါပေမဲ့လုံးဝအဆင်မပြေဘူး။လှလည်းမလှဘူး။စိတ်တည်ရည်လည်းမရှိပါဘူး။အနောက်တိုင်းဝက်စုံတွေကမှအဆင်တန်းရှိပြီးဝိရတာလည်းအဆင်ပြေပါတယ်။ရိုးရရင်ချင်းမှုလည်းမြင့်တော့နိုင်ငံတကာမှလည်းပါဝင်ပါတယ်။မြန်မာဝက်စုံကတော့ဗမာမှပါမဝင်ပါဘူးလို့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါလို့ပြောလာတာကြောင့်အနောက်တိုင်းရင်ချင်းမှုကသာမြင့်ပြီးမြမရိုးရကတော့အစင်တန်းမရှိဘူးဆိုတဲ့သဘောရပါတယ်။ဒါကြောင့်ဒီအင်တာဗျူးရဲ့ကွန်မန့်အောက်တွေမှာတဲစုငိန်ကိုပြည်သက်တွေအများကြီးကဝိုင်းဆဲထားတာပါ။ အများကြီးဝိုင်းဆဲတာခံစားရတော့တဲစုငိုင်းကိုယ်တိုင်က MC ကိုဖုန်းဆက်ပြီးအင်တာဗျူးဗီဒီယိုပြန်ဖြတ်ပေးဖို့တောင်းပြောထားတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းလူတွေတိတ်နေချီပြီးစီကိုတော့ဒီဗီဒီယိုကရောက်ရှိသွားပြီပါပြီ။ပြည်သက်တူကဆိုရင်တဲစုငိုင်းကိုအတက်လဲငယ်ပြီးမြမကုံဆောင်နဲ့အလားမဲဖြစ်တာမျိုးအားပေးခဲ့တာပါ။အခုလိုမြမရင်ကျေမှုကိုစောကားပြီးမရိုင်းမှန်မှန်သိရင်ငကိုရဲကအာမပေးပါဘူးအခုလဲတော်တော်စိတ်ပြတ်မိပါတယ်လို့ပြောဆိုထားပါတယ် အခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောမာယဉ်ကျေးမှုကိုစော်ကားလာတဲ့တဲစုနဲ့အပေါ်ဘလို့ထင်မြင်မိပါသလဲပရိသတ်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ရေးသားပေးကြဖို့ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်